နေရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်အားမြန်မာနိုင်ငံမှာမြင်းကလေးနှုတ်ခတ်ပြီးနောက်ပုံမှန်အခြေအနေပြန်ရောက်ရေးဆွေးနွေးဖို့မနေ့ကဘန်ကောက်မြို့မှာစစ်ကောင်းဆောင်မြောင်းလိုက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူနဲ့မြောင်းလိုက်ဟာမြန်မာပြည်သူတွေရဲ့လူသားချင်းစာနာမှုလိုအပ်ချက်တွေနဲ့ပတ်သက်လို့ပွေလင်းစွာအပြုသဘောဆောင်စွာဆွေးနွေးခဲ့တယ်လို့ထိုင်းနိုင်ငံကနှစ်ရက်ကြာအလုပ်သဘောခီးစဉ်ရောက်ရှိနေတဲ့အန်ဝါဣဗရာဟင်ကပြောပါတယ်။ ယာယီစေးုံတစ်ခုတိဆောက်ရေးနဲ့တိုင်းပြည်ကိုငကိုချင်းနေပြန်ရောက်ရေးအရေးပါမှုအပါအဝင်မြန်မာပြည်သူတွေရဲ့အရေးတကြီးလူသားချင်းစာနာမှုလိုအပ်ချက်တွေကိုကျွန်တော်တို့ဖွင့်လင်းစွာဆွေးနွေးခဲ့ပါတယ်လို့သူကဆိုပါတယ်။မနေ့ကညနေ3:30မိနစ်ကစတင်ကတနအီကျော်ကြာမြင့်ခဲ့တဲ့အန်ဝါနဲ့မြောင်းလိုင်ကြားတွေ့ဆုံမှုကိုခိုင်ဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်လည်းတက်ရောက်ခဲ့ပါတယ်။ဧပြီလ16ရက်ကအကျဉ်းသား၄800ကျော်လူပီးတာအပါအဝင် မြန်မာနိုင်ငံမှာမကြသေးမီကတင်းမာမှုတွေဖြေလျှော့ပေးတဲ့လုပ်ရက်တွေကိုအန်ဝါကကြိုဆိုခဲ့ပါတယ်။အကျဉ်းသားတွေကိုလှုပ်ပေးတဲ့လုပ်ရက်တွေကအတိတ်ပဲရှိတဲ့အချက်ပေးမှုတစ်ခုပါ။မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြည်သူတွေရဲ့ဘဝကောင်းမွန်ရေးအတွက်ပံ့ပိုးကြဖို့အဖွဲ့အစည်းအားလုံးကိုမိမိတို့တိုက်တွန်းပါတယ်လို့၎င်းကဆက်ပြောပါတယ်။ဒီနေ့မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖိုဇလရီနဲ့လည်းတွဲဆုံမယ်လို့သူကဆိုပါတယ်။ ယာယီမြေပြင်ဆေးရုံတစ်ခုတည်ဆောက်ဖို့မြန်မာနိုင်ငံကိုစေဘက်အရာရှိတွေစေနှုတ်မဲ့မင်းရှင်ကိုစစ်ကောင်စီအာဏာပိုင်တွေရဲ့တောင်းဆိုချက်ကြောင့်ရွှေ့ဆိုင်းလိုက်တယ်လို့မနေရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်က ပြောပါရယ်ဆေးရုံတည်ဆောက်ဖို့ဖေကင်းဘီမဟာဗျူဟာကြားတဲ့နေရာတစ်ခုရှောင်ဖွေနေတာကြောင့်အစီအစဉ်ကိုရွှေ့ပြောင်းဖို့မြန်မာစစ်ကောင်စီအာဏာပိုင်တွေကမြစ်တာရက်ခန့်နေတာလို့သူကဆိုပါရယ်ကျွန်တော်တို့ညီမှန်ထားတဲ့နေရာကအနေအများပါရယ် ကျွန်တော်တို့မနေရှားစစ်တပ်ရဲ့ခွဲစိတ်ဆရာဝန်တွေနဲ့စေဘတ်အဖွဲ့တွေဇင်းတို့မှဖြစ်လို့သူတို့ရဲ့ဘေးကင်းလုံခြုံမှုကဥစားပေးဖြစ်ပါတယ်လို့၎င်းကသတင်းတောက်တွေကိုပြောပါတယ်။စေဘတ်ဝန်ထမ်းတွေဘေးကင်းလုံခြုံရေးအတွက်အထူးခိုက်ခံမှာမဟုတ်ဘူးဆိုတာစစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေကိုသတင်းစကားပါခဲ့တယ်လို့မူဟာမက်ဟက်ဆန်ကဆက်ပြောပါတယ်။မနေရှားနိုင်ငံရဲ့ဒုသားချင်းစာနာမှုမစ်ရှင်ကမြန်မာစစ်ကောင်စီကိုအတိမတ်ပြုတာမဟုတ်ဘဲ ်အင်္ဂလင်တန်သည့်ပြည်သူတွေကိုကုနီရတာဖြစ်တယ်လို့သူကဆိုပါတယ်မနေရှားစစ်တပ်ရဲ့ယာယီစေယုံကိုမြန်မာနိုင်ငံမှာတိစောက်မှာဖြစ်ပြီးစင်းဖက်ဝန်ထမ်းတွေကိုဧပြီလ18ရက်မှာဆေးလွတ်ဖို့ပနက်ဦးစီစဉ်ထားတာပါမြန်မာနိုင်ငံကမြင်းကလင်းဘေးတင်ပြည်သူတွေအတွက်နှုံးစွာစိတ်မကောင်းဖြစ်ရပြီး အခုချိန်ကို ချမ်းဖတ်မှုတွေရပ်တန့်ရေးနဲ့ အသက်ရှင်ကြံသူတွေကိုကယ်ဆယ်ပစ္စည်းတွေထောက်ပံ့ရေးအသုံးချနိုင်ဖို့မျှော်လင့်တယ်လို့နော်ဝေးနိုင်ငံသားဝင်ကြီး Aspen Beck ED ကပြောပါတယ်မြန်မာနှစ်တိကူးချိန်ကာလဟာအသက်ဆုံးရှုံးခဲ့ရသူတွေနဲ့နိုင်ငံပေးတဲ့သူတွေကိုကူညီဖို့အချိန်ဖြစ်တယ်လို့သူက ထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်။ယာယီအပြစ်ခတ်ရစဲမှုကျင်းညာတာကိုကြိုးဆိုပြီးအပြစ်ခတ်ရစဲမှုမလုံဆောင်ရသေးတဲ့နနက်ကင်ဖွဲ့တွေကိုအပြစ်ခတ်ရစဲမှုကျင်းညာဖို့သူကတောင်းဆိုပါတယ်။ မြန်မာနိုင်ငံတော်ဝန်လူသားချင်းစာနာမှုအကူအညီအဟန့်တားမရှိ ပေးအပ်ခွင့်ပြုဖို့ Aspen Back ED ကတောင်းဆိုခဲ့ပြီးနေကြောင်းတိုက်ခိုက်မှုတွေနဲ့အစံဖတ်မှုတွေရပ်ဆိုင်းမှုစစ်ကောင်စီနဲ့လက်နက်ကိုင်ဖွဲ့တွေကိုတိုက်တွန်းလိုက်ပါတယ်။လူသားချင်းစာနာမှုအကူအညီပေးအပ်မှုအစဉ်ပြေချုံးမွေ့စေရေးအစံဖတ်မှုတွေရပ်ဆိုင်းဖို့တောင်းဆိုမှုနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ဟူလန်တမကလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်266ဘိုးနဲ့အညီ မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကြားအားလုံးပါဝင်တဲ့ထင်းဆောင်ဆွေးနွေးမှုပြုလုပ်ရေးအာဆီယံဖွဲ့နဲ့ကုလသမဂ္ဂကျူးပန်းမှုတွေကိုအပြည့်အဝထောက်ခံတယ်လို့သူကဆိုပါတယ်။မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကြားထင်းဆောင်ဆွေးနွေးရေးမှာကူညီလိုတဲ့ဆန္ဒရှိတယ်လို့လည်းနှကောင်းကဆက်ပြောပါတယ်။